မကြာသေးခင်ကအီရန်ဒုံးကြီးတွေအစ္စရေးကိုထိမှန်ခဲ့တဲ့ဖြစ်ရပ်ဟာကမ္ဘာစရေးလေလာသူတွေနဲ့တန်တမန်ရေးရကျွမ်းကျင်သူတွေအကြောင်းမှာမေးခွန်းပေါင်းများစွာကိုမွေးထုတ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာဒေတာရင်းပဋိပက္ခတစ်ခုတည်းမဟုတ်ဘဲခေတ်သစ်စစ်ပွဲရဲ့သဘောတဘာဝကိုပါပြောင်းလဲစေတဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်အီရန်ကပထမဆုံးအကြိမ်ဖြစ် cluster warhead ကိုအသုံးအစတင်အသုံးပြုခဲ့တာဟာအခြေအနေကိုပိုမိုစိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။ဒီလက်နက်ကဒုံးကြီးတစ်လုံးတည်းကနေ ဘုံတသိလေးတွေဓာတ်စင်ပေါင်းများတာကိုကျဲပြန့်တဲ့ area ပေါ်ဖြန့်ကျက်ချလိုက်တာကြောင့်ပျက်စီးဆုံးရှုံးမှုကိုအကြီးအကျယ်ဖြစ်စေနိုင်ပါတယ်။ကဘာကအတိမတ်ပြုထားတဲ့ Israel ရဲ့အဆင့်မြင့်ဆုံးလေကြောင်းကာဝေးရေးစနစ်တွေတောင်ဒီလိုချင်းချောက်မှုကိုထိတိယယောက်မကင်တွင်နိုင်တော့တာကအံ့ဩစရာကောင်းခဲ့ပါတယ်။အီရန်နဲ့အစ္စရေးကြပြိပခါဟာ1989ခုနှစ်အီရန်ဒေါ်လာရင်းနောက်ပိုင်းကတည်းကစတင်ခဲ့တဲ့ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့တင်းမာမှုတွေရဲ့ရလဒ်ပါ။နှစ်နိုင်ငံစလုံးဟာတိုက်ရိုက်တိုက်ခိုက်တာထက် proxy စစ်ပွဲတွေ၊ cyber တိုက်ခိုက်မှုတွေနဲ့ထောက်လန်းရေးစစ်ပွဲတွေကိုအသုံးပြုခဲ့ကြပါတယ်။လက်တလောအီရန်စစ်ကောင်းဆောင်တွေလောက်ကျန်ခံရမှုနဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကတင်းမာမှုကိုမြင့်တက်စေခဲ့ပြီးဒီတစ်ချိန်မှာတော့အီရန်က Operation True Promise 3နဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။အီရန်အသုံးပြုခဲ့တဲ့ cluster warhead အစုဝေးထိပ်ဖူးတွေရဲ့အန္တရာယ်ကပိုပြီးနှက်ဆိုင်ပါတယ်။ဒီလက်နက်တွေကပြစ်မှတ်နယ်ပယ်ကျယ်ပြန့်သွားထိခိုက်စေပြီးမပေါက်ကွဲသေးတဲ့ခဲယမ်းငယ်တွေ UXO ဟာ စစ်ပွဲပြီးနောက်နှစ်ပေါင်းများစွာကြာအောင်မြေမြုပ်မိုင်းတွေလိုအရက်သားတွေအတွက်ချင်းချောက်မှုကြီးတစ်ခုအဖြစ်ကြန့်ရှိနေတတ်ပါတယ်။2008ခုနှစ် Convention on Cluster Munition လိုနိုင်ငံတကာသဘောတူညီချက်တွေကဒီလက်နက်တွေကိုတားမြစ်ထားပြီးမဲ့ Israel နဲ့ Iran နှစ်နိုင်ငံစလုံးကဒီသဘောတူညီချက်ကိုလက်မှတ်ထိုးထားခြင်းမရှိသေးပါဘူး။ Israel ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဖြစ်တဲ့ Iron Dome, Davis Link နဲ့ Aero 2 Aero 3တို့ဟာကမ္ဘာအဆင့်မီစနစ်တွေပါ။ ဒါပေမဲ့သူတို့ကိုမူလကတလုံးချင်းစီရောက်ရှိလာတဲ့ဒုံးကြီးတွေကိုကြားဖြတ်ဖြက်စီးဖို့ဒီဇိုင်းထုတ်ထားတာပါ cluster warhead ဒုံးကြီးတလုံးကနေခဲရန်ငယ်ဒါဇင်ပေါင်းများစွာကိုတပြိုင်တည်းဖြန့်ကျက်ပစ်ချလိုက်တဲ့အခါ Israel ရဲ့ကာဝေးရေးစနစ်တွေကိုလုံးဝဝင်ပြီးစေပြီးအားနဲ့ကျက်ဖြစ်စေခဲ့ပါတယ်။ဒါဟာနီးပညာပေါ်အလွန်အကျွံမှီခုံမှုရဲ့အကျိုးဆက်တစ်ခုပါ။ Operation True Promise 3မှာပယ်ထိန်ဒုံးကြီး150ကျော်ကို Israel ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေထောက်ပံ့ပို့ဆောင်ရေးစင်တာတွေ လူဦးရေထူထပ်တဲ့ဘာရှိပါ HKL နဲ့ Tel Aviv မြို့ပြင်မြို့ပြင်ပတ်ဝန်းကျင်လိုနေရာတွေကိုလှိုင်းတစ်ကြိမ်ခွဲပြစ်လွတ်ခဲ့ပါတယ်။ဘာရှိပါကဆိုရိုကာဆေးဘက်ဆိုင်ရာစင်တာကားပါကင်လိုအရက်သားပြစ်မှတ်တွေကိုထိမှန်ခဲ့တာဟာနိုင်ငံတကာဥပဒေအရစိုးရိမ်စရာကောင်းပါတယ်။ Israel ဆိုရကအစာပိုင်းမှာထိခိုက်မှုမရှိကြောင်းထုတ်ပြန်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ပြည်သူတွေရဲ့ဗီဒီယိုမှတ်တမ်းတွေနဲ့မီဒီယာအစီရင်ခံတာတွေကြားဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ဖော်ပြခဲ့တာကြောင့ ်တည်င်းချက်လက်ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီးဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ကြားဖြတ်တုံးကြီးတွေရဲ့ကုန်ကြစည်ရေးမြင်မှားမှုနဲ့ရေဒါစနစ်တွေရဲ့ခဲယမ်းငယ်များတော့ကိုခြေရခံရမှာအခက်ခဲတွေကလည်းအစ္စရေးကာကွယ်ရေးရဲ့ကန့်သက်ချက်များကိုပြသခဲ့ပါတယ်။အီရန်ဒုံးကြီးတိုက်ခိုက်မှုမှာတောင်ပိုင်းအစ္စရေးရဲ့အကြီးဆုံးစေယုံဖြစ်တဲ့ဘာရှိဘာကဆိုရိုကာဆေးဘက်ဆိုင်ရာစင်တာကားပါကင်နဲ့ထောက်ပံ့ရေးအဆောက်အုံတွေထိမှန်ခဲ့ပါတယ်။ ဆေးရုံလိုနေရာမျိုးကို ပြစ်မှတ်ထားတိုက်ခိုက်တာဟာနိုင်ငံတကာဥပဒေအရစစ်ရာဇဝတ်မှုမျောင်နိုင်ပါတယ်။အစာပိုင်းမှာအစ္စရေးဆိုရကထိခိုက်သေးဆုံးမှုမရှိဘူးလို့ထုတ်ပြန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပြည်သူတွေရဲ့ဗီဒီယိုမှတ်တမ်းတွေနဲ့မီဒီယာအစီရင်ခံစာတွေအရပြင်းထန်တဲ့ဒဏ်ရာရရှိမှုတွေနဲ့သေဆုံးမှုတချို့တောင်ရှိခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အစိုးရရဲ့ထုတ်ပြန်ချက်တွေဟာအချိန်နဲ့အမျှပြောင်းလဲခဲ့တာကြောင့်သတင်းချက်လက်ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီးပြင်းထန်တဲ့ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုထိမ့်သိမ့်ဖို့ဆိုပြီးအစိုးရကပြောဆိုပေမဲ့ဒီလိုသတင်းဖုံးကွယ်မှုမျိုးကပြည်သူယုံကြည်မှုကိုဆုံးရှုံးစေနိုင်ပါတယ်။ Israel ရဲ့ Aero နဲ့ David Sling လို့လေကြောင်းကာဝေးရေးစနစ်တွေဟာဒုံးကျည်အချုပ်ကိုကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပေမဲ့ Iran ရဲ့ cluster submunition အစုဝေးခဲယမ်းများအများပြားပါဝင်တဲ့တိုက်ခိုက်မှုမျိုးကိုရင်ဆိုင်ရတဲ့အခါကန့်သတ်ချက်တွေရှိနေတာကိုတွေ့ရပါတယ်။ဒီစနစ်တွေကိုမူလကတလုံးချင်းစီရောက်ရှိလာတဲ့ချိန်ချောက်မှုတွေအတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး သိငယ်ပြီးမြန်ဆန်စွာပြန့်နှံ့သွားတဲ့ခဲယမ်းများတော့ကိုဓပြိုင်နှစ်ထဲခြေရခံပြီးကြားဖြတ်ဖို့အခက်ခဲရှိခဲ့ပါတယ်။ဒီအချိန်တွေကအစ္စရေးရဲ့ကာကွယ်ရေးစနစ်လုံးဝပြတ်ကွက်တာမဟုတ်ပေမဲ့ခင်မီစစ်မြေပြင်ကစိန်ခေါ်မှုတွေဟာအမြဲတမ်းပြောင်းလဲနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ဒီပညာတစ်ခုတည်းကိုပဲအားကိုးလို့မရတော့ဘဲပုံမိုလိုက်ရောညီတွေဖြစ်တဲ့ချင်းကပ်မှုမျိုးလိုအပ်တယ်လို့ဒီဖြစ်ရက်ကသတိပေးလိုက်ပါရစေ။ဒါကြောင့်အစ္စရေးအနေနဲ့သူ့ရဲ့ကာကွယ်ရေးဗျူဟာတွေကိုပြန်လည်ဆန်းစစ်ဖို့ နီးပညာပိုင်းသာမကနီးပြူဟာပိုင်းဆိုင်ရာလိုက်ရုံးညီထွေးမှုကိုပါထဲ့သွင်းစဉ်းစားဖို့ဖိအားတွေရှိလာပါပြီဒီတိုက်ခိုက်မှုပေါ်ကမ္ဘာနိုင်ငံတွေရဲ့တုံ့ပြန်မှုကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဒီတုံ့ပြန်မှုတွေဟာဒေတာရင်းနိုင်ငံရေးပထဝီဝင်ရဲ့ရှုပ်ထွေးမှုကိုရှင်းရှင်းလင်းလင်းပြသနေပြီးမဟာပြူဟာမြောက်အကျိုးစီးပွားတွေကတန်တမန်ရေးရာဆုံးဖြတ်ချက်တွေကိုဘလို့လွှမ်းမိုးနေတယ်ဆိုတာကိုဖော်ပြနေပါတယ်အမေရိကန်ပြည်ထောင်စုကတော့အစ္စရေးကိုခိုင်းခိုင်းမာမာထောက်ခံကြောင်းထုတ်ဖော်ပြောဆိုပြီး အီရန်ကစီမင်းစည်းကမ်းတွေကိုကျော်လွန်သွားပြီလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။အချိန်တွေတွေဆက်ပြီးတင်းမာလာမယ်ဆိုရင်စစ်ရေးအရတုံ့ပြန်မှုစဉ်းစားသွားမယ်လို့အင်ဂျူရောကနေသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာအမေရိကန်ရဲ့ဒေတာရင်းမဟာမိတ်ကိုကာဝယ်ပေးမဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ဒါပေမဲ့အမေရိကန်ဟာအရှိလေပိုင်းမှာပုံမိုကြီးမားတဲ့ပြည်ပခါတစ်ခုဖြစ်လာမှာကိုလည်းစိုးရိမ်နေတာကြောင့်အစ္စရေးကိုတုံ့ပြန်ရမှာထိမ့်သိမ့်သိမ့်လှုပ်ဆောင်ဖို့လည်းတိုက်တွန်းခဲ့ပါတယ်။ အီရန်အစ္စရေးပြည်ပခါဟာဒေတာရင်းနဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့တုံ့ပြန်မှုတွေကိုပုံစံမျိုးမျိုးနဲ့ဖြစ်ပေါ်စေခဲ့ပါတယ်။ဒီတုံ့ပြန်မှုတွေဟာနိုင်ငံတွေရဲ့ကိုယ်ပိုင်မဟာဗျူဟာမြောက်အကျိုးစီးပွားတွေနဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကိုထင်ဟပ်နေပါတယ်။အမေရိကန်ပြည်ထောင်စုကတော့အစ္စရေးကိုခိုင်ခိုင်မာမာထောက်ခံကြောင်းထုတ်ဖော်ပြောဆိုပြီးအီရန်ရဲ့လုပ်ရက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။အချိန်တွေစက်တင်မာလာရင်စစ်ရေးအရတုံ့ပြန်မှုစဉ်းစားမယ်လို့သတိပေးခဲ့ပေမဲ့ပိုကြီးမားတဲ့ဒေတာရင်းပြည်ပခါဖြစ်လာမှာကိုစိုးရိမ်နေကြတော့ အစ္စရေးကိုတုံ့ပြန်ရမှာထိမ့်ထိမ့်သိမ့်သိမ့်လှုပ်ဆောင်ဖို့လည်းတိုက်တွန်းခဲ့ပါတယ်။အမေရိကန်ဟာသူ့ရဲ့မဟာမိတ်ကိုကာဝယ်ပေးလိုပြီးမယ်အရှေ့လေပိုင်းမှာစစ်ပွဲကြီးတစ်ခုထပ်မံဖြစ်ပွားခြင်းကိုရှောင်ရှားလိုတဲ့တိမ်မွေးတဲ့ရည်တည်မှုကိုပြသခဲ့တာပါ။တစ်ဖက်မှာတော့ရုရှားကအပြစ်ခတ်ရစဲဖို့တောင်းဆိုပြီးတန်တမန်ရေးရလမ်းကြောင်းကိုအလေးထားကမ်းလှမ်းခဲ့ပါတယ်။ရုရှားဟာဒေတာရင်းတည်ငြိမ်ရေးကိုလိုလားသလိုအီရန်နဲ့ဆက်ဆံရေးကောင်းရှိတာကြောင့်အလေလက်ကနေဝင်ရောက်စစ်ဆက်ပေးဖို့ကြိုးစားခဲ့ပါတယ်။ ရုရှားအနေနဲ့ဆီးရီးယားမှာစစ်ရေးအကျိုးစီးပွားတွေရှိနေပြီးအီရန်နဲ့လည်းစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရှိတာကြောင့်သူ့ရဲ့ဒေတာရင်းဩဇာကိုထိမ့်သိမ့်လိုတဲ့ရည်ရွယ်ချက်လည်းပါပါတယ်။ဥရောပနိုင်ငံတွေကတော့ဒီအခြေအနေပေါ်သဘောထားကွဲလွဲခဲ့ကြပါတယ်။တချို့ကတင်းမာမှုရှော့ချရေးကိုထောက်ခံတဲ့အစီအမံတွေကိုအားပေးပြီးတချို့ကတော့ဂျားနေရေးကိုဆက်လက်ထိမ့်သိမ့်ခဲ့ပါတယ်။ဒါဟာအီရန်နဲ့အစ္စရေးဟာဥရောပနိုင်ငံတွေရဲ့အတွင်းပိုင်းနိုင်ငံရေးစီးပွားရေးအကျိုးစီးပွားတွေ အထူးသဖြင့်စွမ်းရင်ဖူလုံမှုနဲ့ဒုက္ခတွေရေးရင်းနဲ့ရှုပ်ထွေးစွာဆက်ဆက်နေတာကြောင့်ပါဥယောပဟာရှေးလေပိုင်းကမတည်နိုင်မှုတွေရဲ့ဓာတ်ရိုက်တက်ရောက်မှုကိုခံစားရနိုင်တာကြောင့်တတိထားကင်တွင်နေကြတာဖြစ်ပါတယ်တရုတ်ကတော့အခုထိဓာတ်ရိုက်မှတ်ချက်မပေးပေးသေးပေမဲ့အချို့စမ်းစစ်သူတွေကတော့ဒီပညာထောက်ပံ့ရေးကွင်းဆက်မှာတွေ့ဝိုက်တဲ့အခန်းကဏ္ဍကနေပါဝင်လာနိုင်တယ်လို့အကြံပြုထားပါတယ်တရုတ်ရဲ့သဘောထားကဒေတာရင်းစွမ်းရင်စီးသိမှုနဲ့စီးပွားရေးပေါ်သိတာတဲ့တက်ရောက်မှုရှိနိုင်တာကြောင့်စောင့်ကြည့်ရမှာပါ တရုတ်ဟာအီရန်ရဲ့အဓိကရေနံဝယ်လက်တွေထဲကတစ်ခုဖြစ်တယ်လို့အရှေ့လေပိုင်းမှာသူ့ရဲ့စီးပွားရေးနဲ့နိုင်ငံရေးဩဇာကိုတိုးချဲ့လိုနေပါတယ်။ဒေတာရင်းအင်ဒီဂျင်နိုင်ငံများဖြစ်တဲ့ဂျော်ဒန်၊ဆော်ဒီအာရေဗျ၊အာရက်စော်ပွဲများပြည်ထောင်စု၊အီဂျစ်စတဲ့နိုင်ငံတွေဟာသူတို့ရဲ့လေပိုင်းနက်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ဒုံးကျည်တွေနဲ့ပတ်သက်ပြီးစိုးရိမ်မကင်းဖြစ်ခဲ့ကြပါတယ်။ဒီနိုင်ငံတွေဟာဒီပဋိပက္ခရဲ့မီလီယံတွေသူတို့နိုင်ငံတွေစီကိုကူးစက်မှာကိုလည်းအကြီးအကျယ်စိုးရိမ်နေကြပါတယ်။စစ်ပွဲဖြစ်ပွားလာပါကဒုက္ခတွေရေး ကုံသွယ်ရေးလမ်းကြောင်းများပြတ်တောက်မှုနဲ့စီးပွားရေးကျဆင်းမှုစတဲ့ပြဿနာတွေကိုလည်းရင်ဆိုင်ရနိုင်ပါတယ်။ဒါအပြင်ဒေတာရင်းမှာအီရန်ကြောထောက်နောက်ခံပြုထားတဲ့ဖွဲ့စည်းတွေဖြစ်တဲ့လက်ဘနွန်ကဟစ်ဘိုလာနဲ့ဂျီမေမဟူသီတို့ရဲ့လှုပ်ရှားမှုတွေဟာလည်းဒေတာရင်းမတည်နိုင်မှုကိုပုံမမြင့်တက်စေနိုင်ပြီးပဋိပက္ခကိုပုံမကြီးထွားစေနိုင်ပါတယ်။လက်ရှိအစ္စရေးနဲ့ဂါဇာကြားပဋိပက္ခအပြင်လက်ဘနွန်နယ်စပ်မှာလည်းဟစ်ဘိုလာနဲ့အစ္စရေးကြားတင်းမာမှုတွေရှိနေသေးပါ။ ီအခြေအနေတွေကကမ္ဘာကြီးနံဈေးကွက်ကိုလည်းတိတိတတ်တာရိုက်ခတ်နိုင်ပါတယ်။အရှိလေပိုင်းဟာကမ္ဘာကြီးနံထုတ်လုပ်မှုရဲ့အဓိကနေရာဖြစ်တာကြောင့်ဒီမှာမတည်ငြိမ်မှုဖြစ်ပေါ်လာပါကဈေးနံဈေးနှုန်းတွေတိတိတတ်တာမြင့်တက်လာနိုင်ပြီးကမ္ဘာစီးပွားရေးပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ဈေးနံတင်ပို့တဲ့လမ်းကြောင်းတွေအနှောက်အယှက်ဖြစ်လာပါကကမ္ဘာထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကိုထိခိုက်စေမှာဖြစ်ပါတယ်။အီရန်ရဲ့ cluster warhead အစုဝေးထိပ်မှုဒုံးကျည်တွေအသုံးပြုလာတာကိုတော့မညီမျှတဲ့စစ်ပွဲပုံစံတစ်မျိုးဖြစ်သတ်မှတ်ပါတယ်။ is metric waffle ဆိုတာစည်ရေးစွမ်းရည်စစ်သားလက်နက်နီးပညာမှာအင်အားကြီးမတဲ့ပြိုင်ပတ်တူကို အားနေတဲ့ဘက်ကနီးပညာနီးပြူဟာကိုသုံးပြီးတော့မမျှော်လင့်တဲ့ဒီလန့်တွေနဲ့ရင်ဆိုင်တိုက်ခိုက်တာကိုဆိုလိုပါတယ်။ဒီနေရာမှာအီရန်ရဲ့ချင်းကပ်ပုံကစိတ်ဝင်စားစရာပါ။သူတို့ဟာရိုးရိုးဒုံးကျည်အများပြားကိုအားကိုးတာမဟုတ်ဘဲဒုံးကျည်တစ်လုံးတည်းရဲ့တက်ရောက်မှုကိုမဟာပြူဟာမြောက်နေရာတွေမှာခဲယမ်းငယ်တွေဖြန့်ကျက်ပြီးအမြင့်ဆုံးအုံချခဲ့တာပါ။ဒါဟာစစ်ပွဲရဲ့ကုန်ကြစရိတ်ကိုထိရောက်စွာအုံချတာလည်းဖြစ်ပါတယ်။ ီကလစတာဝါဟတ်ဒုံးကြီးတွေရဲ့ထုတ်လုပ်မှုကြိတ်ကအစ္စရေးရဲ့ဂျားဖြတ်ဒုံးကြီးတွေနဲ့နှိုင်းယှဉ်ရင်တော်တော်လေးနေပါတယ်။အစ္စရေးရဲ့ဂျားဖြတ်ဒုံးကြီးတွေကတလုံးကိုဒေါ်လာတန်ပေါင်းများစွာထိကုန်ကျနိုင်တာကိုသတိရပါ။ဆိုလိုတာကအီရန်ကဒေါ်လာထောင်ကနန်းလောက်ပဲကုန်ကျမဲ့အခဲရန်ငယ်တွေနဲ့အစ္စရေးရဲ့ဒေါ်လာတန်ပေါင်းများစွာတန်တဲ့ဂျားဖြတ်ဒုံးကြီးတွေကိုအသုံးပြုစေပြီးစီးပွားရေးအရဝင်ပြီးစေဖို့ရည်ရွယ်တာမျိုးပါ။ဒါကအီရန်ကိုတိုက်ခိုက်မှုထိရောက်မှုပိုင်းမှာအားတာချက်ပေးနေပါတယ်။ ပြီးတော့သူ့ရဲ့ပိုင်နက်ကိုကာဝယ်ဖို့အစ္စရေးတောင်ဝင်ယူရမယ်ထောက်ပံ့ရေးဝင်ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်ပြီးမှုအပိုင်းမှာလည်းကြီးမားတဲ့ဖိအားကိုဖြစ်ပေါ်စေပါတယ်အစ္စရေးဟာနိုင်ငံရဲ့မျိုးပြ area ကြီးတစ်ခုလုံးကိုပြီးတော့စစ်ရေးနဲ့ရပ်ပတ်ပြစ်မှတ်များသောကိုတပြိုင်တည်းကြာရောက်လာနိုင်တဲ့ခဲယံငယ်များစွာကနေကာကွယ်ရမှာဖြစ်ပါတယ်ဒါဟာမယုံနိုင်လောက်အောင် ကြီးမားတဲ့ logistics နဲ့ banner ရေးဝင်တော့ဝင်ဖို့ပါပဲဒီအချိန်မှာအီရန်က နီးပြူဟာနဲ့တိုက်ခိုက်ရေးစမ်းသစ်တီထွင်မှုဟာနီးပညာသာလုံမှုလောက်အရေးပါတဲ့အင်အားဖြစ်နိုင်တယ်ဆိုတာကိုလက်တွေ့ပြသခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကခင်မီလေကြောင်းကာကွယ်ရေးစနစ်တွေမှာလည်းကန့်သတ်ချက်တွေရှိနေသေးတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။အီရန်သုံးပြခဲ့တဲ့ cluster warhead တွေကတော့အခုထိအရေးမကြီးဘူးလို့ယူဆထားတဲ့ကွက်လက်တွေကနေချင်းချောင်းမှုအသစ်တွေဘလို့ပေါ်ပေါက်လာနိုင်တယ်ဆိုတာကိုမိမောင်းထိုးပြနေတာပါပဲ။စည်ရင်းဤပညာဟာအမြဲတမ်းပြောင်းလဲနေပြီး ကာကွယ်ရေးစနစ်တွေဟာတိုက်ခိုက်ရေးစနစ်တွေရဲ့နောက်မှာအမြဲလိုလိုပြေးလိုက်နေရတဲ့သဘောရှိပါတယ်။ဒီအချိန်တွေကအစ္စရေးရဲ့ကာကွယ်ရေးစနစ် လုံးဝပြတ်ကွက်တာမဟုတ်ပါဘူး။ဒါပေမဲ့ခင်မီစစ်မြေပြင်ကစိန်ခေါ်မှုတွေဟာအမြဲတမ်းပြောင်းလဲနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာပါပဲ။ပုံမှန်မဟုတ်တဲ့ချင်းချောက်မှုတွေကစနစ်တွေကိုပြုပြင်ပြောင်းလဲဖို့နဲ့ပုံမိုလိုက်ရောညီတွေဖြစ်တဲ့ချင်းကပ်မှုမျိုးလိုအပ်နေပါပြီ။ဤပညာတစ်ခုတည်းနဲ့အရာအလုံးကိုကာကွယ်နိုင်တယ်ဆိုတဲ့အတွေးခေါ်ကိုပြန်လဲသုံးသပ်ဖို့အချိန်တန်ပြီလို့လည်း ဒီဖြစ်ရပ်ကသတိပေးလိုက်တာပါပဲ။အစ္စရေးအနေနဲ့သူ့ရဲ့ကာဝေးရေးဗျူဟာတွေကိုပြန်လည်ဆန်းစစ်ဖို့ဒီပညာပိုင်းသာမကဒီဗျူဟာပိုင်းဆိုင်ရာလိုက်ရောညီထွေမှုတွေကိုပါထည့်သွင်းစဉ်းစားဖို့ဖိအားတွေရှိလာပါပြီ။အနာဂတ်လေကြောင်းကာဝေးရေးစနစ်တွေဟာပြင်းထန်တိုက်ခိုက်မှု saturation address တွေနဲ့အစုဝေးခဲရငယ်များ cluster submunition တို့လိုခိမိချင်းချောင်းမှုတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာစိန်ခေါ်မှုကြီးတစ်ခုဖြစ်လာပါတယ်။ ဒီအတွက်ရင်းနှီးမြှုပ်နှံမှုတွေပိုမိုလိုအပ်လာမှာပါ။ဒါအပြင် drone အုပ်စုလိုက်တိုက်ခိုက်မှုတွေ drone swarms ကိုကာကွယ်ဖို့အတွက်လည်းစနစ်ချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့ network ကာကွယ်ရေးစနစ်တွေဒါမှမဟုတ်ပိုမိုဗဟိုချုပ်ကင်မှုရှော့ချထားတဲ့ကာကွယ်ရေးစနစ်တွေကိုပါစဉ်းစားလာနိုင်ပါတယ်။ဒါတွေဟာနှီးပညာရဲ့ပြောင်းလဲလာတဲ့စစ်ပွဲပုံစံတွေကိုရင်ဆိုင်ဖို့မရှိမဖြစ်လိုအပ်လာမယ့်နှီးပြူဟာတွေပဲဖြစ်ပါတယ်။ကမ္ဘာတုံ့ပြန်မှုကဒီအခြေအနေဟာနိုင်ငံတစ်ခုအတွက်တင်မဟုတ်ပဲ ဒေတာရင်းတည်ငြိမ်မှုနဲ့ကမ္ဘာပထဝီဝင်နိုင်ငံရေးဟန်ချက်ညီမှုအပေါ်မှာတိတာထင်ရှားတဲ့တက်ရောက်မှုရှိတယ်ဆိုတာကိုပြသနေပါဗျ။အီရန်ရဲ့ cluster warhead အုံကြီးတွေကိုအသုံးပြုမှုဟာစစ်ရေးနည်းပညာပြိုင်ဆိုင်မှုရဲ့နောက်ဆုံးထွက်ပြိုင်ပွဲတစ်ခုသာမကနိုင်ငံတကာဥပဒေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းတွေကိုပါစိန်ခေါ်လိုက်တာဖြစ်ပါတယ်။ဒါဟာပိုကြီးမားတဲ့ပဋိပက္ခတစ်ခုဖြစ်ဆက်လက်ဖြစ်ပွားသွားမလား။ဒါမှမဟုတ်ဒေတာရင်းစစ်ရေးနဲ့တန်တမာရေးရာမူဝါဒတွေနဲ့ ပြန်လည်သုံးသပ်ဖို့အချိန်အခါတစ်ခုဖြစ်လာမလားဆိုတာကတော့လာမယ့်ရက်အနေငယ်တွင်ပါဝင်ပတ်သက်သူတွေရဲ့တုံ့ပြန်မှုအပေါ်မှာပဲမူတည်နေပါတယ်။ဒီလိုပဋိပက္ခမျိုးမှာကာဝေးရေးပြင်ဆင်မှုဆိုင်ရာသတင်းအချက်လက်တွေရဲ့တိကျမှုနဲ့စစ်မြေပြင်ရဲ့ပြောင်းလဲနေတဲ့အခြေအနေကိုဖတ်နိုင်စွမ်းရှိမှုကနိုင်ငံတနိုင်ငံအသက်ရှင်ရပ်တည်နိုင်မလားဒါမှမဟုတ်သူ့ရဲ့မဟာဗျူဟာမြောက်အားသာချက်ကိုဆုံးရှုံးမလားဆိုတာကိုဆုံးဖြတ်ပေးမယ့်အချက်ဖြစ်ပါလိမ့်မယ်။ကမ္ဘာငြိမ်းချမ်းရေးအတွက်ဒီဒေတာရင်းတင်းမာမှုတွေဟာဆက်လက်မကြီးထွားလာဖို့အရေးကြီးပါတယ်။ ်ခေါင်းဆောင်အနေနဲ့အပြန်အလှန်လေးစားမှုတန်တမန်ရေးရာဆွေးနွေးမှုတွေကနေတဆင့်အဖြေရှာဖို့လိုအပ်ပါတယ်။ဒါမှသာဒီဒေတာရဲ့အနာဂတ်နဲ့ကမ္ဘာငြိမ်းချမ်းရေးကိုအကာအကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။